လူတွေကအတုပတစ်ခုဖြစ်ပြီးလူတယောက်ဆုံးပြီဆိုလို့ရှိရင်အတွေ့အကြုံတစ်ခုကိုတိတ်တိသွားတဲ့အတွက်ကြောင့်မို့လူချင်းလုံးအတုပကို9ရက်ထားမဲ့6ရက်ထားမဲ့9ရက်ထားမဲ့ဆိုပြီးတော့စိုက်ဝိုင်းနေတီးပြီးတော့စောင့်တာအလကားမဟုတ်ဘူးအဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့မေ့မျောသွားတဲ့လူဖြစ်ပါစေ။ငါအဖေငါအမေငါထူမလေးငါသမီးငါသားတေးတာမဟုတ်ပါဘူးခဲနေကြည့်ပါဦး။တေးပြီတော်လေးရဲ့တေးပြီ အဘတေဗီဥလေးတေဗီကလေးတေဗီအဲ့လိုပြောတဲ့ဆိုပေမဲ့တကြိုကနီးကြမှာတင်းချမ်းရောက်မှာအသက်တွေရှင်ပြီးထပြန်လာလို့ငါးရထားတာဖြစ်သွားတယ်။ခေါင်းရထားတာဖြစ်သွားတယ်။အမှန်မှန်တော့စောင့်နေတဲ့ဘောပဲ။ဆရာမင်္ဂလာပါဆရာ။ဟုတ်မင်္ဂလာပါ။ဆရာမနေ့ကဟိုဇက်စင်နေနေဟာဟုတ်ကဲ့အဲဇာစင်နေနေရတော့နေရွားတွေပူပေါင်းပြီးတော့လောကကြီးရဲ့ငြိမ်းချမ်းရေးဘွားတကူချုံချင်းမဲ့လူတယောက်တည်တော့မယ်ဆိုရင်အဆုံးဆုံးခံခံရှိခဲ့တဲ့ မှားခဲ့တာတွေအားလုံးကိုတစ်စက္ကန့်လေးတည်းမှာအကုန်မောင်းတာလူဖြစ်လာတဲ့ကနေပြီးတော့တည်မဲ့အချိန်မှာလေလူတိုင်းအဲ့ဒါတွေကြုံရတယ်အဲ့ဒါတွေပြန်မောင်းတာငါမားတယ်ငါမားတယ်ငါတတ်တယ်ငါတတ်တယ်ငါလုပ်ခဲ့တယ်ဆိုတဲ့အဲ့ဒါတွေကိုဖဲဖဲနဲ့ပြန်ပြတာအဲ့ဒါကျွန်တော်အသက်ငင်ဘူးလို့ကျွန်တော်မျောဘူးလို့ပြောတာအဲ့ဒါကာလာတစ်ခုမှာကျွန်တော်မျောပါသွားတယ်နော်အဲ့ဒါ9ရက်ဟိုးလုံးကလူတွေကအတုပါတစ်ခုဖြစ်ပြီးလူတယောက်ဆုံးပြီဆိုလို့ရှိရင်အတွေ့အကြုံတစ်ခုကို တိသွားတဲ့အတွက်ကြောင့်မို့လိုချင်လုံးအတုပောက်ငားရထားမဲ့ထောက်ရထားမဲ့ခုံးရထားမဲ့ဆိုပြီးတော့စိုက်ဝိုင်းနေတီးပြီးတော့စောက်တာအလကားမဟုတ်ဘူးအဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့မေ့မျောသွားတဲ့လူဖြစ်ပါစေငါအဖေငါအမေငါသူမလေးငါသမီးငါသားတေးတာမဟုတ်ပါဘူးဟဲ့နေကြည့်ပါဦးတေးပြီတော်လေးတေးပြီအဘတေးပြီဥလေးတေးပြီကလေးတေးပြီအဲ့လိုပြောတဲ့ဆိုပေမဲ့တကြိုကနီးကြမှာတင်းချမ်းရောက်မှာအသက်တွေရှင့်ပြီးထပြန်လာလို့ ငါဟရထားတာဖြစ်သွားတယ်လူတွေတေးပြီးလို့ရှိရင်ငါးနေခုနှစ်နေမှာအတုပချတာဒါပါကြောက်လဲဆရာဟိုတုန်းကလူတွေကအတုပတစ်ခုဖြစ်ပြီလူတယောက်ဆုံးပြီဆိုလို့ရှိရင်အတွေ့အကြုံတစ်ခုကိုတိတ်တိသွားတဲ့အတွက်ကြောင့်မို့လူချင်းလုံးအတုပကိုငါးရထားမယ်ဟဲ့ထောက်ရထားမယ်ခုနှစ်ထားမယ်ဆိုပြီးတော့စိုက်ဝိုင်းနေတီးပြီးတော့စောင့်တာအလကားမဟုတ်ဘူးအဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့မေ့မျောသွားတဲ့လူဖြစ်ပါစေ။ငါအဖေငါအမေ ငါထူမလေးငါသမီးငါသားသေးတာမဟုတ်ပါဘူးဟဲ့နေကြည့်ပါဦးသေးပြီတော်လေးသေးပြီအဘသေးပြီဥလေးသေးပြီကလေးသေးပြီအဲ့လိုပြောတဲ့ဆိုပေမဲ့တကြိုကနီးကြမှာတင်းချမ်းရောက်မှာအသက်တွေရှင့်ပြီးထပြန်လာလို့ငါရဲ့ထားတာဖြစ်သွားတယ်ခွန်ရဲ့ထားတာဖြစ်သွားတယ်အမှန်မှန်တော့စောင့်နေတဲ့ဘောပဲအဲ့တော့ဘာလို့လဲဆိုတော့သူများပြန်ရှင်လာမလားမြမတလေးမှာလည်းပါတယ်ရေစဲချတာလည်းပါတယ်အဲ့တော့ဆိုင်းဝိုင်းနေတီးကြအဲ့ဆိုင်းဝိုင်းနေတီးတဲ့အခါမှာသူ့ကိုစီးတာတွေတက်တာကြီးอ่ะဂိဂိဂိ မြည်ပြီးတော့ထွက်လာတယ်အကြီးတန်းကြတော့ခန္ဓာကိုယ်ရဲ့အထက်ကပထားတွေကလှုပ်လာလှုပ်လာတဲ့ခါကျပြန်ပြီးတော့နှလုံးခေါ်တော့ဗိုင်းမချင်းရိုက်တဲ့ခါကျတော့တင်းကြိုင်ကုန်လဲရောက်လဲရောက်ကောအဲ့လှုပ်ခမှုတွေကြောင့်ကစားအလောင်းကစားတာအလကားမဟုတ်အသက်ရှင်အောင်လို့ဒီနှလုံးပြန်ဖိတာအထိပ္ပယ်အဲ့ဒါပဲအဲ့တော့ဘာလို့လဲဆိုင်းဝိုင်းတွင်းနဲ့ရေကွေးနေတီးရကြံကြံကြံပထားတွေကခန္ဓာကိုယ်ကထားတယ်မျောနေတယ်ဆိုလို့ရှိရင်ဆွေမျိုးတွေရောက်ဟိုရောက်ဒီရောက်အဲ့လိုတွေရှိတယ်ဒါကျွန်တော်မြန်မာရဲ့အတွေ့အကြုံအယူအဆ ကိုကိုယ်တိုင်လည်းဖြတ်တန်းခဲ့ရတယ်ကိုကိုယ်တိုင်လည်းမျောခဲ့တယ်အဲ့ဒါတွေကိုသတိပြန်ရအောင် ပြန်လာအောင်ဆိုပြီးခေါ်တဲ့နေနဲ့၅ရက်ထားတယ်ခုနှစ်ရက်ထားတယ်ပေါ့ဗမာစကားကတော့လွယ်လွယ်လေးရွှေဆွေမျိုးတွေဆုံးအောင်ဒီတော်လေးနဲ့တတ်မှတ်တယ်သူတို့မြင်တာသူတို့သိတာပေါ့လေဆရာဟုတ်ကဲ့ဒါသူတို့အတုမချတော့ဘူးတက်တက်ကစားနေတယ်လို့ပဲသူတို့မြင်တာအမမာတော့ ခုနပြောတဲ့အမြင်ပေါ့ဒါတွေကတော့စောပြောလို့ပဲအာဟိုပမာကြီးနဲ့ထမ်းပြီဟောရမအလောင်းစင်ကိုထမ်းပြီထမ်းပြီဆိုတာနဲ့ဟေးဟေးအေးအေးအေးတခါတဲ့ညာသာပေးပြီးရခေါ်ဒီကအော်တဲ့အတန်တွေရောပမာတီးတဲ့ထီးတွတ်ထီးတွတ်ထီးထီးထီးတွတ်ထီးဆိုဒါအတုပဒ်ဟာဗီပေါင်းဗီပေါင်းထီထီပတိပေါင်းဝေထီပေါင်းဗီပေါင်းဆိုတာအဲ့ဒါကဇပွဲခေါ်တဲ့ ဘမသာနှစ်ချက်မတူဘိန်ဘိန်ဘပိန်ထီဘိန်ဘိန်ဘပိန်ထီလာမသာဆိုင်အဲ့တော့အဲ့ဒါနဲ့နားကိုရိုက်ပြောထက်တို့တို့တတိတွေပြန်ရလာအောင်လို့အဲ့လိုရတဲ့လူဘောင်းကလည်းတသိမ့်မှတရားရှိတယ်မြမပြီမှာအဲ့ဒါကြောင့်မလို့ထားလာတဲ့ခါကျဖြူးဖြူးဆိုထားခေါင်းကြီးကိုဖွင့်ထုတ်လဲထုတ်လိုက်ရောအဲ့ဒီမှာအုံးကြီးလောင်းတာကသူ့ရဲ့အသက်ရှူလမ်းကြောင်းတွေပိတ်တာတွေရောနောက်ပြီးတော့ခေါင်းမြင်မထီရေမထီဆိုတဲ့အတန်နေတဲ့ခွတ်ဆိုခွဲပြီးတော့အဲ့တော့ လောင်းချရတာအဲ့မှာ तू ကတတိယပြီးတော့ပြန်ထားတဲ့ခါကျတော့ဟာဆိုထားအကောလုံးကနောက်ပြန်ချင်မတည်ဘူးကားပေမတည်ဘူးအဲ့လိုမျိုးတွေညမမအများကြီးကိုတွေ့အဲ့လိုတင်ပြတာပါအဲ့လိုတော့တော့ထုတ်တစ်ခုတက်ပြရသေးဟုတ်ကဲ့အဲရေအိုးခွဲတာကြတော့အဲ့ဒါမားတယ်လောကကြီးမှာရှိခဲ့ဘူးတော့တခါကဘင်းကြီးတပါမိဖုရားကြီးကိုတိတ်ချက်တယ် တောင်းစင်တွေကြီးဟဲ့အဲ့နေရာစားပြီးတော့စင်မရေးရလူလူပညာစားပြီးစားတော့ပညာရေးမင်းခမင်းချင်းအလုပ်ကိုဘာမှမလုပ်တော့ဘဲနဲ့မိဖုရားကြီးမိဖုရားကြီးအဲဒီချင်းဆိုမင်းကပွဲတော်တဲတဲ့ချင်းပွဲတော်လေးတဲပါဦးမင်းရှိတော့ကမင်းကအဲ့ပွဲတော်လေးတဲဟာလာမောင်တော်ကဘေးနာနေနေအဲ့လိုမျိုးတွေနေ့စဉ်နဲ့မြငိုကျွေးနေတော့တိုင်းရေးပြည်ရအဖျားဖျားကိစ္စတွေရော့ရဲလာပြီးတော့တဘုံတခုတည်းမြတက်ကန်နေရှိလာအဲ့ဒီကကြတော့ဖះရှင်ကိုယ်တော်များကခြေချွတ်မယ်တဲ့ ဘုရားရှင်ကိုရောမြတ်ညာဘက်ပါကပြုံးတော်ဘူးရင်ပြုံးခြင်းလက္ခဏာ၅ပါးရှိပါတယ်။နှာခမ်းပြုံးခြင်းမျိုးလုံးကပြုံးခြင်းเนาะဘယ်ပါပြုံးခြင်းညာပါပြုံးခြင်းတက်တန်နှုတ်ဘုရားကပြုံးခြင်းအဲ့၅ပါးပြုံးရင်ညီတော်အနန္ဒာသိပါတယ်။ဘယ်အတွက်ကြောင့်ပြုံးပါသလဲဘုရား။ညာဘက်ပါပြုံးတဲ့အခါအေးချစ်သာခြေချွတ်ရတော်မူမယ်ယဟန္တာ၅နဲ့ကြွကြစို့။အဲကြွားလာခါကျဘေးမာရဝါဘုရားမာလာပါဘုရားအရှင်မြတ်ကြီးရဲ့ရှင်တော်မြတ်စွာဘုရားကြွားရောက်တော်မူပါဘုရားတည်င်းတော်တော်မူပါဘုရား အော်တပည့်တော်မိန်တော်ဘုရားဟေးအကျန်တခုအရင်ပြုခြေစမ်းလက်ဆန်းတယ်ဘောရမှာဘင်းကြီးချစ်လစွာသောဆိုတဲ့ပုံကဘယ်မှာတော့ဟာဒီဝါလေးဘုရားဒီတလားတွေကခေါင်းတလားတွေကတပည့်တော်ချစ်မြတ်လို့တယ်မိဖုရားကြီးပါဘုရားအဲ့လိုပြောတယ်အဲ့လိုပြောတော့ကဲကောင်းပြီတကယ်ချစ်တာချစ်ဟာကြည်တင်းနေပြီအဲ့ဒါဆိုရင်ကောင်းပြီတဲ့ဘယင်မင်းရကြီးရဲ့ဟုတ်လားဒီ နွားကြံဆုံးရှင်တော်လက်ထုံမင်္ဂလာပြုတဲ့အခါမှာနေုံမရှိဘူးလားရှိပါတယ်ဖေဟာတရင်တော်တတ်တဲ့အယုံကြွတော်မူပါဖေဟာအဲကြွဟိုလဲကြဖေဟာကျင်ကိုယ်တော်မြတ်ဒုံလေးတစ်ချောင်းယူတဲ့ကျင်ကန်တဲ့တန်းယူဆိုကျင်ကန်နေဆိုပါဠိစကားဒုံချောင်းလေးတစ်ချောင်းအဲ့ဒါယူတော့နောက်ချိပုံနဲ့ထိုးကြည့်လိုက်ဆန်းထိုးလိုက်ဆန်းထိုးလိုက်ဆန်းထိုးတယ်ဘာတွေ့လဲဟာနောက်ချိပုံထွက်လာတယ်ဖေဟာကဲမကထစကားနဲ့နောက်ကြီးပိုးမစကားပြောပါစီတဲ့ဖះရှင် အဲ့တော့မှလဲအိုလေးချီပြောမမအခုရက်နေတဲ့မင်းကြီးကကျွန်တော်မျိုးရဲ့ခင်မုန်းပါဟမ်ဟာပြောပြောပေါ့ခင်မုန်းပါဖေဟာအဲ့ဒါဆိုရင်အရှင်မင်းကြီးလုပ်နေတဲ့အခုအလုပ်တွေအားလုံးကမဆိုင်ပါဘူးဖေဟာတဲ့သူကသူစိတ်ယူထားပြီးလုပ်နေတာပါဟေးဟုတ်လားဟာအဲ့ဒါဆိုလို့ရှိရင်ကျင်းတယ်လားကျင်းတယ်တင်ခု ပြီးခဲ့တဲ့ဘဝနဲ့ရောက်နေတဲ့ဘဝနဲ့အခုဘယူထားတဲ့ခင်မွန်းသားကိုရှိလားရှိပါတယ်ဗျာလောကြီးဘိုးဘိုးကြီးရှိပါတယ်အဲ့ဘိုးဘိုးကြီးကိုဘယ်တော့ချစ်တယ်လဲဘယင်းကမေးတဲ့ခါကျချစ်တာပေါ့ဘယ်တော့ချစ်လဲဆိုရင်အရှင်မင်းကြီးရဲ့လက်ချောင်းသေးကိုဖောက်ပြီးတော့သူ့ရဲ့ယောက်ျားဘိုးဘိုးကြီးကိုတိုက်ချင်တယ်အေးလာထားရက်စလိုက်တာကမတော်နေတဲ့နေတဲ့ခေါင်းတလာယူငိုတိုက်ပြီးရဖြောင်ရဘာမှမလုပ်နိုင်မဲနဲ့ ငါမဆုံးရှုံးခဲ့တယ်အခုနားနဲ့ဆက်ဆက်ကြမမင်းကျိမ့်သေးလားကွာအခုရကူးတတ်ချင်သေးတယ်ဖေဟာအဲ့လောက်ချစ်တယ်ကောင်းပြီရှင်ဘုရားတပည့်တော်ကြေးပါဘောဝတင်ငန်းစာတွေရပါပြီဖေဟာအဲ့တော့ကြောင့်မလို့ကျွန်တော်မျိုးယနေ့ရခုမှစာရနတ်တော်ပြန်၍နေနဲ့ငါဘယ်တော့မှမပတ်သက်ဘူးအိုးစားခွဲမယ်ဆိုအဲ့အိုးကွာဆိုချလာအဲ့ဒါအဲ့ဒါဒီလူတွေနဲ့ဘာမှမဆိုင်ဘူးအဲ့တဘောပဲအဲ့ဒါအယူတစ်ခုမှားနေတာတာရကအဲ့ဒါပါနော်ကျေးဇူးတင်ပါတယ်